ရတဲ့အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်တမပြန်လဲကျွဆွန်လိုက်ပါရှင်ကျမတို့ channel တွေကနေလေ့စဉ်ပြရင်ပြပါတဲ့များကျောင်းနေတဲ့တဲ့များနဲ့နောက်ဆုံးရတဲ့များကိုအချိန်နဲ့တပင်းရင်စတင်တက်ဆက်ပေးတော့မှာဖြစ်ပါရှင်ရခုပထမဆုံးစတင်တက်ဆက်ပေးမယ့်တဲ့ကြောင့်လည်းကတော့ဝက်လက်မြွနဲ့စစ်ကန်မြောင်ရွာကိုစစ်ကောင်စစ်တပ်ကနေချောင်းပြပုံချမ်းမှုအသက်6လသားအရွယ်ကလေးငယ်နဲ့တက်ကြီးရိုးများအပေါင်းဝင်ပြည်သူလေးဦးတေဆုံးခဲ့တဲ့ဆိုတဲ့တဲ့နဲ့ပဲဖြစ်ပါရှင်စကိုင်းတိုင်းဝက်လက်မြွနဲ့ စစ်ကံမြောင်ရော်ကိုအကြံပေးစတဲ့ကလေးချောင်းဖြင့်ဘုံကျဲတိုက်ခတ်ခဲ့ရတွင်အသက်6လအသားကလေးငယ်အသက်80ကျော်အဖိုးအဖွားနှုတ်အပါဝင်ပြည်သူလေးဦးတည်ဆုံခဲ့ကြောင်းရှေးဘုခရံအမတ်15တရင် Eagle Gorilla 4တပွဲမှာဘိုကောင်ယူကရန်ကုန်ခေတ္တတင်ထားတာထပ်ပြောဆိုထားဖြစ်ပါရယ် ရှမန်နေမတ်လ16ရက်ည7:30မိနစ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဝက်လက်မြင်းနဲ့စစ်ကန်မြောက်ရွာကိုအကြမ်းဖက်စကောင်းစီတရောင်းလေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးဖြင့်နှစ်ကြိမ်ပုံကျတိုက်ခတ်ခဲ့ရတွင်အသက်6လသားကလေးငယ်တဦးနဲ့အသက်85နှစ်အရွယ်အဖွားတဦးအသက်82နှစ်အရွယ်အဖိုးတဦးနဲ့အသက်30ကျော်အရွယ်အမျိုးသမီးတဦးတို့တေဆုံးကခွန်ဦးတန်ရရရှိခဲ့ကြောင်းသိရှိရပါသည် စစ်ကင်ရွာကတောင်ဖက်ပိုင်းကစကိုင်းထဲပါတာမြောက်ဖက်ပိုင်းကတော့ဝက်လက်နယ်ထဲပါပါတယ်စစ်ပွဲလည်းမရှိပါဘူးအရသာပြည်သူတွေနေတဲ့နေရာကိုတမင်တက်တက်ကျဲချသွားတာအသက်85ဘွားတော်ရဲ့အသက်80နှစ်ဘိုးတော်ရဲ့အသက်36အမျိုးသမီးရဲ့6လသားကလေးငယ်ရဲ့တည်တာ ဒဏ်ရာရလာကတော့9ရောက်ရှိပါတယ်။နေအိမ်နဲ့ပြက်စီတာရှိပေမဲ့အလုံးအေးတိကျတော့မတိရပါဘူး။ဟိုရှေ့ဘုခရင်အမတ်စင်ကတရင် Eagle Gorilla 4တပ်ဖွဲ့မှဘိုကောက်လူကရန်ကုန်ခေတ္တတင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါတယ်။ဆက်လက်ပြီးတော့အင်းမမြို့တမတ်66တွေပေါ်ရဆွဲဖန်ဆင်းထားတဲ့လူငယ်2ဦးနဲ့နှစ်တနေမှပြူစောတီတူတို့အလင်းဝင်ပြည်တဲ့နောက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်ရန်တော်လိုင်းတပ်ဖွဲ့ထံဝေရောက်သွားခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ ။ပဲခူးတိုင်းအင်မမြို့တမန်66အတွင်ပေါ်လာဆွဲဖမ်းဆီးထားတဲ့လူငယ်2ဦးနဲ့နှစ်သလင်းမြို့နယ်မှာအပြူစောတိတူအလေးဝင်ရောက်ခဲ့ကြောင်းတရားဝတိခရံတရင်3801တခွဲ3နက်စတီတခွဲမှာတာဝန်ရှိသူတို့ကရှန်ကုတ်ခဲ့တဲ့တင်ဌာနထပ်တို့ပြုစုထားဖြစ်ပါတယ်။ မတ်လ15ရက်တွင်အင်မာမျိုးအခြေဆိုင်တပ်မတ်66အတွင်အတင်းအဓမ္မပေါ်ရဆွဲဖန်စီပြီးထိတ်တင့်ခံထားတဲ့လူငယ်နှအူဟာတော်လိုက်ရဲ့တပ်ဖွဲ့များချက်ဆက်တွဲလာတော့နက်စတီတပ်ဖွဲ့နဲ့ရွှေတောင်ပကဖွဲ့တပ်ဖွဲ့ထံမှတော်လိုက်ရဲ့ရှေ့ပေါ်များကတွားရောက်ကဲထုတ်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါဆွဆောင်ခံရတဲ့နှအူဟာပြည်မျိုးတွင်နေထိုင်တဲ့သူများဖြစ်ပြီးရွှေတောင်ပကဖအဖွဲ့ထံမှဝင်ရောက်ကအကြံပေးစစ်တပ်ကိုတိုက်ခိုက်တွားမိဖြစ်ကြောင်းသိရှိရပါတယ်။ထို့ပြင်မတ်လ15ရက်တွင်လက်တနေမျိုးနဲ့ ပြင်ပုံရွာမှာပြူစောတိတူဟာခေါ်ရမ6နှစ်ကြီးများယူဆောင်လာခဲ့ပြီးတရင်3001တက်ခွဲသောနက်စတီတခွဲထံမှာအလေးဝင်ရောက်ခဲ့ကြောင်းအဆိုပါပြူစောတိတီလည်းတော်လရင်တခွဲထံသို့ဝင်ရောက်ခဲ့ပြီးအကြံပေးစစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ပြူစောတိတူနဲ့ ပေါ်လာဆွဲဖန်စီခံရတဲ့နှုတ်အလဲဝင်လာတာပါသူတို့ကအကုန်လုံးကစစ်တပ်ကိုပြန်လဲတိုက်ခိုက်ဖို့တောင်းတဲ့တပ်ဖွဲ့တွေစီမံဝင်မယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာတော့သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ချပါတယ်ဟုတရားဝတိခံရတိုင်ရင်3800တက်ခွေ3နက်စစ်တီတပ်မှတဝမ်းရှိတူတူကပြောဆိုထားဖြစ်ပါတယ်။ဆက်လက်ပြီးတော့အောက်လန်တွင်စစ်မှုထမ်းခံရစစ်တပ်ကလူငယ်48ဦးကိုဖမ်းဆီးပြီးကံမမြွနယ်ကပ္ပစစနစ်မှဗိုလ်ကြီး ထက်ငင်းချမ်းလွင်ကအစမထန်ချင်းဟုဆိုတာကြေးရတရနဲ့ငွေသိန်း120ချင်းချောက်တောင်းဆိုနေတဲ့ဆိုတဲ့တရင်ကိုတက်ဆက်ပြမှာဖြစ်ပါရှင်။မကွေတိုင်းအွန်လိုင်းမြို့နယ်မှာရှိတဲ့ကြေးရများမှာလူငယ်48ဦးကိုအကြံဖက်စစ်တပ်ကပေါ်ရဆွဲဖမ်းဆီးခဲ့ကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ္တတရင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်။မဆာတရနေ့ကနေစတင်ပြီးအကြံဖက်စစ်တပ်ကအွန်လိုင်းမြို့နယ်အတွင်းမှာရှိတဲ့ကြေးရများကိုဝင်ရောက်စီးနှင်ခဲ့ပြီးလူငယ်48ဦးကိုပေါ်ရဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်။ အကြံပေးစတဲ့ကစစ်မှုထမ်းလူငယ်60ဦးတောင်းခံနေခြင်းကြောင့်စစ်မှုထမ်းဟောင်းအရာခံဖို့ဖြူစောတိကောင်းဆောင်မြစ်တွေဦးဆောင်တဲ့အဖွဲ့ကကျင်းရများမှာအလုတ်တော်အလုတ်ပြန်လူငယ်များအပါဝင်လမ်းတော်လမ်းလာလူငယ်များကိုပါနေစဉ်ဖမ်းဆီးတဲ့အရှင်နေခဲ့ကြောင်းသိရှိရပါတယ်။ အောင်လံမျိုးနယ်မှာယခုလစစ်မှုထမ်း60ပေးရမယ်ဆိုပြီးမတ်စတရနေ့ကစတင်ပြီးကျေးရွာထက်ကလူငယ်တွေကလမ်းသွားလမ်းလာလူငယ်တွေအားလုံးကိုစစ်မှုထမ်းဟောင်းပြူစောချီကောင်းဆောင်မြင့်တွေဦးဆောင်တဲ့အဖွဲ့ကတွေ့တဲ့သူကိုလိုက်ဖမ်းနေတာဟုဒေတာပီတူတူကပြောဆိုထားဖြစ်ပါတယ်သူတို့ပြူစောချင်းများလိုင်းလံပေါ်တာဆက်ဖန်စီနေချင်းကြောင့်ကျေးရများမှာလူငယ်များဟာအလုံမသွားရတော့ပဲကျေးရများအတွင်မှာထွက်ပြေးတင်းချောင်းနေရအောင်တရှိရပါသည် ချုပ်ပြည်မကွေးတိုင်းကမ္မမြို့တွင်လည်းကပ္ပစဆနစ်မှဘူကြီးထက်ငိန်ချမ်းတွေကစင်မှုချမ်းကျေးကုစုကကြည်ရတရော်လေးတလာကိုငွေချက်သိန်း120တောင်းခန်းနဲ့ကြောင်းဒေတာပြည်သူများကရှန်ကုန်းခေတ္တတွင်ဌာနထပ်တုပြုစုထားဖြစ်ပါရယ်ဘူဂျီထက်ငင်းချန်တွေဟာကမ္ဘာမြို့နယ်အထွန်းမှာရှိတဲ့ကျေးရွာများမှာအစစ်မှုထမ်းခြင်းများလက်စစ်တောင်းခတ်နေပြီးကျေးရွာများတွင်မှာစစ်မှုထမ်းရမယ်ပေါက်တဲ့လူငယ်များစစ်မှုထမ်းလို့လင်းငွေကျပ်သိန်း120ပေးဆောင်ရမည်ဆိုတာ တောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့ပြင်ဘူဂျီထန်ငိချန်တွေက၎င်းငွေကြေးရယူထားတဲ့ကျေးရွာများမှာလူငယ်များအစားပြေပလူငယ်များကိုလိုက်လံဖမ်းဆီး၍စစ်ထဲတွင်းနေကြောင်းကမ္ဘာမြို့အနေနဲ့စစ်စေးရေးဂိတ်ဖွင့်ထား၍ဖျက်ဆီးသွားလာနေတဲ့လူငယ်များကိုလည်းပေါ်ရဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဘူဂျီထန်ငိချန်တွေဦးစီးဆောင်နေတဲ့စစ်ကွေတွေကကျေးရွာတွေထံမှာစစ်မှုထမ်းဖို့မဲပေါတဲ့လူငယ်တွေစီကနေတဲ့ ငွေကြေး323တောင်းပါတယ်စစ်မှုမထမ်းရဘူးဆိုရင်အတင်းအနမအငွေတောင်းပါတယ်စစ်မှုထမ်းကြေးကိုလည်းလဆန်ဆက်ကြေးကောက်တို့ကောက်နေတယ်သူတို့ဂိတ်စခန်းမှာလည်းလူငယ်တွေကိုပေါ်ရဆွဲဖမ်းဆီးပြီးလူစားထိုးတဲ့ငွေချင်းချောက်တောင်းပါတယ်ဝီဒီတာပြီးသူတို့ကပြောဆိုထားဖြစ်ပါတယ်ဆက်လက်ပြီးတော့ဝန်တွင်းမြို့နယ်လေးချောင်းရံကကွေတမတက်ကျက်တူနဲ့ခလာရနေရနဲ့53တိုင်ငယ်မှစစ်မှုထမ်းသက်သက်နှစ်ဦးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ မန္တလေးတိုင်းဝန်တွဲမြို့နယ်လေးချောင်းရကကွေရီတမတက်ချက်တူနဲ့ခလာရ250တုတ်တရင်မှာစစ်မှုထပ်တပ်တင်တူဟာလက်နဲ့ခရံများနဲ့အတူအလေးဝင်လာကြောင်းတရောင်းမြို့နယ်ပကဖားမှာတာဝန်ရှိတူတူကရန်ကုန်ခေတ်တဲ့တင်ဌာနထတို့ပြောဆိုထားဖြစ်ပါရယ်မစလာ73ရက်ဝန်တွဲမြို့နယ်လေးချောင်းရကကွေရီတအမတ်2029မိုင်းမောမှာတက်ချက်အောင်မှုဟာအမျိုးသားညီညွတ်ရေးအစိုးရအမတ်တစ်စစ်တေတာကြောက်စက်ခရံတရောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တရာဦးပကဖတ်တို့ဆက်တွဲက MA1 အမျိုးအစားတနက်တလေ GD1 နဲ့62တောင်းဗုံဒီနှလုံးနှင်းမိုက်တလုံး G3G 30တောင်း MA1 G ပေါက်တောပါတွေနဲ့တကွာအလင်းဝင်ရမှခက်ချောင်းတရှိရပါတယ်။ကျို့တူစလင်းမျိုးနဲ့အခြေဆိုင်ခလာရနေရနဲ့50တုံတင်ရင်မှဆင်းဝထန်တတတိကြောင်းအောင်နဲ့ဗျာကြီးလိုဒီလေစကောင်စစ်တပ်မှကိုလူယုံထွက်ပြင်လာပြီးတရာဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တရာဦးပကဖတ်ချက်တို့အလင်းဝင်လာခက်ချောင်းတရှိရပါတယ်။ လက်နက်နဲ့တကွာအလင်းဝင်လာတဲ့တက်ချက်ကိုတော့ဂုံပြုတ်ငွေ25သိန်းနဲ့တပ်ပါနှုတ်ကိုတော့ဂုံပြုတ်ငွေ2သိန်းခွဲစီချင်းမြင့်ထားပါတယ်ကြတော့ကျွန်တော်တို့ဘက်ကတက်နိုင်တဲ့တော့ချင်းမြတဲ့တဘောပါခရိုင်တိုင်းအစစ်စင်ကလည်းတို့တို့အတွက်ချင်းမြွယ်နဲ့ချက်ပြီးတော့ဂုံပြူအောင်ပါတတ်တာအောင်ကြော်ကြော်က 2024ဇွန်လမှာအလောက်ကနေအပြန်ပေါ်လာဆွဲခံရတာဖြစ်ပြီးတပ်သားပြားကြီးကတော့2024ခုနှစ်အမေလမှာအလောက်ကိုအသွာမနေ့ကမှပေါ်လာဆွဲခံရတယ်လို့သိရပါတယ်ဟုတရားဝင်မြို့နယ်မှာပကဖာမှာတာဝန်ရှိသူတွေကရန်ကုန်ခေတ္တတရင်ဌာနတန်းတို့ပြောကြားထားဖြစ်ပါတယ်ထို့သောအနေဝင်ရလာခဲ့တဲ့စကောင်းစစ်တပ်သား၃ကိုတရောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရောင်းဥပကဖကအနှွေးထွေးစွာကျူးဆွခဲ့ပြီးထိုက်တဲ့အချင်းမြင်ငွေများပေးအကာ၎င်းတို့ရဲ့ဆန္ဒအတိုင်းလွတ်မြောက်အနေနဲ့များသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။ ပြည်သူကိုမျက်နှာမူပြီးအတန်အန်ဆုံးရုတ်ထွက်ခင်ကြပါပြည်သူတော်လိုင်းရဲ့အဖွဲ့အစည်းတွေနဲ့ပြည်သူရင်ခွင်ကအမြဲကြိုဆိုလျက်ရှိပါတယ်အမောင်းကိုအချိန်မီတိပြီးအမန်ကိုရောက်အောင်အမြဲဆုံးစူးစမ်းပြင်ဆင်ကြဖို့ပြောချင်ပါတယ်မြေပြင်ကစစ်သားတွေသာပြည်သူမျက်နှာကိုရှေ့ရှုပြီးပြည်သူတစ္ဆာကိုစောင့်တိကြမယ်နားလည်ကြမယ်ဆိုရင်စကောင်စီရဲ့အထက်အဆက်ဆက်ကဘလို့ညွန်ကြားချက်တွေပေးနေနေပြည်သူတွေအခုလိုဒုက္ခရောက်မှာမဟုတ်ပါဘူးအခုတော့စကောင်စီဘက်ကအထက်ကခိုင်းလို့လောက်ရတာဆိုပြီးရှေ့တန်းမြေပြင်မှာစစ်သားတွေကပြည်သူတွေပေါ်မှာစိတ်ရဆမှုတွေကျူးလွန်နေကြပါတယ်ဒါကြ ကြောင့်အမိတ်ပေးသူတွေရောကျွလွန်သူတွေရောတစ်ချိန်မှာကျွလွန်ခဲ့တဲ့များအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်တွေခံကြရမှာပါကိုရိုင်းဆန္ဒမပါဘဲနဲ့အမိတ်ရလုံနေရတာပါဆိုတဲ့စကားထက်စူးစမ်းရုံးထွက်ပြီးပြည်သူရည်ခွင်ကိုခလုံးလာချင်းကသာပို့ပြီးတန်ဖိုးရှိပါလိမ့်မယ်ဟုတရောင်းမြနယ်ပကပပြည်သူကကွေတပွဲကတောင်ဝမ်းရှိတူတူကတိုင်တောင်ပြောဆိုထားဖြစ်ပါရယ်အကြောင်းတက်ဆက်ပေးမှုဒီမှာမိကတာနာကိုပြောပါရှင်အပင်နာဆင်မအတွေ့အတွေ့ကျဆွတ်တင်ရှိပါရှင်